Good afternoon everyone ဒီနေ့မှာတော့နောက်ထပ် reading လေးတစ်ခုကိုဆက်ပြီးတော့သွားကြမယ် Okay ဒါကတော့ entertained intro ရဲ့ reading လေးဖြစ်တယ်စိတ်ဝင်စားစရာတော်တော်ကောင်းတယ်ဒီ chapter လေးရပါတော့ဘာဖြစ်လို့လဲဆိုတော့သူ့ခေါင်းစဉ်လေးကိုတစ်ချက်ကြည့်ရအောင် It's a food festival. It's လငောင်းကဖြစ်တဲ့ a food festival. Food စားတောက်စရာ festival ပွဲတော်စားအတောက်ပွဲတော်တစ်ခုဖြစ်ပါတယ်။လငောင်းသည်စားအတောက်ပွဲတော်တစ်ခုဖြစ်ပါတယ်။ It's a food festival. ငငေါင်းဒီအစားအသောက်ပွဲတော်တစ်ခုဖြစ်ပါတယ်တဲ့။ Okay, reading လေးကိုမဖတ်ခင်မှာသူ့ရဲ့ instruction လေးကိုအမြဲတမ်းအရင်ဖတ်ပါမယ်ပေါ့နော်။ Look at the pictures. Look at ကြည့်လိုက်ပါ။ The pictures ရုပ်ပုံတွေကိုရုပ်ပုံတွေကိုကြည့်လိုက်ပါ။ Hey, which foods ဘယ်အစားအသောက်တွေကို do you like နင်ကြိုက်သလဲ။ဘယ်အစားအသောက်တွေနင်ကြိုက်သလဲ။ Which foods do you like ဘယ်အစားအသောက်တွေနင်ကြိုက်တယ်။အဲ့ဒါဆိုရင်ပထမပွဲတော်လေးကိုကြည့်မယ်ပေါ့နော်။ လာထိုမီတီနာလာထိုမီတီနာဆိုရဲပွဲတော်လေတဲ့โอเคဒါပါပွဲတော်လေဖတ်ကြည့်ရအောင် people usually eat tomatoes people လူတွေသည် usually များသောအားဖြင့် eat စားလေးရှိပါတယ် tomatoes ခရမ်းကျင်သီးတွေကိုလူတွေသည်များသောအားဖြင့်ခရမ်းကျင်သီးတွေကိုစားလေးရှိတယ် people usually eat tomatoes but ဒါပေမဲ့ once a year တစ်နှစ်မှာတစ်ခါ in bono spain စပိန်နိုင်ငံဘော်နိုမြို့မှာ people just throw them people လူတွေက just တာပဲ throw ပစ်တယ် them သူတို့တွေကိုလူတွေကသူတို့တွေကိုပစ်ပဲပစ်ကြတယ်တဲ့သူတို့ဆိုတာဒီဒါခရမ်းကျင်သီးတွေကိုပြောတာဖြစ်တယ်ပေါ့နော် လူတွေဒီခရမ်းကျင်သီးတွေကိုစားလေရှိကြတယ်ဒါပေမဲ့တနစ်မှာတစ်ခါစပိန်နိုင်ငံဘုံလိုမျိုးမှာလူတွေဒီသူတို့ကိုပြစ်လေရှိတယ်တဲ့ခရမ်းကျင်သီးတွေကိုတယောက်နဲ့တယောက်ပြစ်ပေါက်ကြတာကိုပြောတာပေါ့ Yes that's correct ဟုတ်တယ်အဲ့ဒါကမှန်တယ်နင်ကြားတာမမားဘူးပေါ့နင်နားကြားမမားဘူးခရမ်းကျင်သီးတွေကိုတကယ်ကိုပြစ်ပေါက်ကြတာ The whole town of Bono the whole town တမျိုးလုံး of Bono ဘုံတို့မျိုးတမျိုးလုံးကရဲ has ရှိတယ် a giant tomato fight giant အလွန်ကြီးမားတဲ့ tomato fight ခရမ်းကျင်သီးရန်ဖြစ်ပွဲတော်ကြီးရှိတယ်တဲ့နော် ဒီတနှစ်မှာတခါစပိန်နိုင်ငံမှာစပိန်နိုင်ငံဘုံလိုမျိုးမှာသူတို့ကကြီးမားတဲ့ခရမ်းကျင်တီးရန်ဖြစ်ပွဲတော်ကြီးလုပ်ကြတာပေါ့နော် it's very messy အရန်ကိုရှုပ်ပွားတယ် messy ဖြစ်တယ်ဆိုခရမ်းကျင်တီးတယောက်နဲ့တယောက်ပြစ်ပေါက်ပါမှာတော့ရှုပ်ပွားပြီပဲပေါ့ by the end of the day တနေ့တာရဲ့အဆုံးသက်ကိုရောက်ပြီဆိုရင် there are squashed tomatoes ညှစ်ချေထားတဲ့ခရမ်းကျင်တီးတွေရှိကြတယ် all over town တမြို့လုံးအနက် ဒီတနေ့တာပွဲတော်ကြီးရဲ့တနေ့တာအဆုံးသက်ကိုရောက်ပြီဆိုရင် တမျိုးလုံးအနှက်ညှစ်ချေထားတဲ့ခရမ်းကျင်သီးတွေရှိကြတယ်တဲ့ in fact တကယ်တမ်းတော့ there are 120 tons of squashed tomatoes တကယ်တမ်းဆိုလို့ရှိရင်တဲ့ဒီညှစ်ချေထားတဲ့ခရမ်းကျင်သီးတန်120တောင်မှရှိတယ်တဲ့ oh my god that's a lot right အများကြီးပဲเนาะอืมအဲ့ဆိုလို့ရှိရင်ပြန်ကြည့်ကြည့်ရအောင် la tomatina people usually eat tomatoes but once a year in Bono, Spain, people just throw them. Yes, that's correct. The whole town of Bono has a giant tomato fight. It's very messy. By the end of the day, there are squashed tomatoes all over town. In fact, there are 120 tons of squashed tomatoes. လာတိုမီတီနာဆိုတဲ့ပွဲတော့လူတွေဒီများသောအားဖြင့်ခရမ်းကျင်သည်ကိုစားလေရှိကြတယ်။ဒါပေမဲ့တနစ်မှာတခါစပိန်နိုင်ငံဘုံတို့မြို့မှာလူတွေကဒီဟာတွေကိုပြစ်ပဲပြစ်ပေါက်ကြတယ်။ဟုတ်တယ်အဲ့ဒါမှန်တယ်။ဘုံတို့မြို့တစ်မြို့လုံးမှာကြီးမားတဲ့ခရမ်းကျင်သည်ရန်ဖြစ်ပွဲတော်ကြီးလှုပ်ကြတယ်။အဲ့ဒါကအရန်ကို ရှုပ်ပွားပေပွားနေရော။တနေ့တာရဲ့အဆုံးသက်ကိုရောက်ပြီးဆိုရင်ညှစ်ချေထားတဲ့ခရမ်းကျင်သီးတွေကတမျိုးလုံးအနှံ့ကိုရှိနေတာပဲ တကယ်တော့အဲ့ဒီမှာခရမ်းကျင်သည်ညစ်ချေထားတာတန်120လောက်ကိုရှိတာ။ Okay နောက်တစ်ခုကြည့်ရအောင်။ Garlic Festival. Garlic Festival ဆိုတော့ Garlic ချစ်သွန်ဖြူ Festival ပွဲတော်ချစ်သွန်ဖြူပွဲတော်တဲ့ Okay ဒါကတော့ဘယ်မှာလုပ်မလဲဘယ်လိုလုပ်ကြမလဲကြည့်ကြမယ်။ All over the world ကဘာတဝန်းလုံးအနှံ့မှာ people use garlic လူတွေကချစ်သွန်ဖြူကိုသုံးလေးရှိကြတယ် in their cooking သူတို့ဟင်းချက်တဲ့နေရာမှာ တကပါလုံးအနှံ့လူတွေကဟင်းချက်တဲ့နေရာမှာစွန့်ပြူကိုသုံးလေးရှိတယ်။ All over the world people use garlic in their cooking. Some people in California in the US, United States နိုင်ငံ California မြို့မှာရှိသောလူတချို့သည် really like garlic. စွန့်ပြူတကယ်ကိုကြိုက်ကြတယ်။ US California မြို့မှာရှိတဲ့လူတချို့ကစက်သွန်မြူကိုတကယ်ကိုကြိုက်တယ်။ Some people in California in the US really like garlic. They like it so much. တို့ကအရန်ကိုကြိုက်တဲ့ that ကြိုက်လုံးလို့ဘာတောင်လုပ်လဲဆိုတော့ every year they celebrate it with a garlic festival. နှစ်တိုင်းနှစ်တိုင်းကျက်သွန်ပြူပွဲတော်လေးနဲ့ဒါကိုဆင်နွှဲကြတယ်တဲ့ကြိုက်လုံးလို့ကျက်သွန်ပြူပွဲတော်ဆိုပြီးတော့ပါလှုပ်လိုက်တယ်ပေါ့နော် They like it so much that every year they celebrate it with a garlic festival. You can taste garlic in everything you can think of. You can taste ni aya da khan nai ne garlic တုံပြူကို in everything အရာအလုံးမှာ you can think of နင်တွေးကြည့်လို့ရသမျှအစားအသောက်အရာအလုံးမှာစက်သွန်ပြူအရာတာကိုရနိုင်တယ်တဲ့ this even တောင်မှရှိတယ်ဘာတောင်မှရှိတယ် garlic ice cream ရေခဲမုံ ye ge go ma chat ton phyu ye ge mong daw de and garlic popcorn chat ton phyu pop pop sou daw de okay ra so lo shin da ye chat ton phyu pwae daw yi bo no ta chat pyan pi garlic festival all over the world people use garlic in their cooking some people in california in the us really like garlic they like it so much that every year they celebrate it with a garlic festival. You can taste garlic in everything you can think of. There's even garlic ice cream and garlic popcorn. တကယ်ပါလုံးမှာလူတိုင်းလူတွေအများစုသည်သူတို့ရဲ့ဟင်းချက်တဲ့နေရာမှာကျက်သွမ်းမြူကိုသုံးလေးရှိကြတယ်။ California မြို့ United States နိုင်ငံမှာရှိတဲ့လူတချို့ကတော့ကျက်သွမ်းမြူကိုတကယ်ကိုကြိုက်တယ်။ဘလောက်တောင် ကြိုက်လဲဆိုတော့နှစ်တိုင်းနှစ်တိုင်းကျက်သွမ်းမြူပွဲတော်တွေလုပ်ပြီးတော့ကျက်သွမ်းမြူကိုဆင်နွှဲကြတယ်။ နင်တွေးကြည့်လို့ရသမျှအရာအားလုံးမှာစက်သွန်ပြူကိုအရသာရနိုင်တယ်။စက်သွန်ပြူရေခဲမုံစက်သွန်ပြူပေါပေါဆုံးဆိုပြီးတော့တောင်းမှ ရှိပါတယ်။နောက်တစ်ခု Monkey Buffet Festival Monkey မြောက် Buffet အဝစား Festival ပွဲတော်မြောက်အဝစားပွဲတော်တဲ့မြောက်အဝစားပွဲတော်ဆိုတော့မြောက်သားတွေစားမှလားမြောက်တွေကအဝစားမှလားတစ်ချက်ကြည့်ကြည့်ရအောင် There's something very interesting အရန်စိတ်ဝင်စားစရာကောင်းတာတစ်ခုခုတော့ရှိနေပါတယ် about this food festival ဒီအစားအသောက်ပွဲတော်နဲ့ပတ်သက်လို့ဒီအစားအသောက်ပွဲတော်နဲ့ပတ်သက်လို့တကယ်စိတ်ဝင်စားစရာကောင်းတာတစ်ခုခုတော့ရှိနေတယ် There's something very interesting about this food festival is not for people ဒါကလူတွေအတွက် not မဟုတ်ဘူး it's for monkeys မြောက်တွေအတွက်လုပ်ထားတဲ့ပွဲတော်ဖြစ်ပါတယ်တဲ့ဒီအစားအသောက်ပွဲတော်က ဒါကလူတွေအတွက်မဟုတ်ဘူးဒါသည်မြောက်တွေအတွက်ဖြစ်တယ် It's not for people it's for monkeys In Lopburi Thailand Thai နိုင်ငံ Lopburi မှာ people bring all kinds of different fruits and leave them out for the monkeys to eat လူတွေကတယ်လာကြတယ် all kinds of different fruits မတူညီတဲ့အသီးအနှံမျိုးစုံကိုတယ်လာတယ် and leave them out ပြီးတော့အဲ့ဒါတွေကိုအပြစ်မှာထားထားလိုက်တယ် leave them out အဲ့ဒီအသီးတွေကိုအပြစ်မှာထားလိုက်တယ် for the monkeys မြောက်တွေအတွက် to eat စားဖို့မြောက်တွေစားဖို့သူတို့ကလူတွေကပေါ့နော် lobbury thailand မှာအသီးအနှံမျိုးစုံတယ်လာပြီးတော့အပြစ်မှာထားထားပေးလိုက်တယ်တဲ့อืม In Loburi, Thailand, people bring all kinds of different fruits and leave them out for the monkeys to eat. They bring pineapples, apples, mangoes, and bananas, of course. They bring pineapples, apples, mangoes, မန်ဂိုးဆိုတော့တရက်သီးတွေ and ပြီးတော့ bananas of course ဟုတ်တာပေါ့ငပြောသီးရလည်းမပါမဖြစ်သိလာရတာပေါ့တဲ့နော်သူတို့တွေကနက်နက်တွေပန်းသီးတွေတရက်သီးတွေနဲ့တေချာပေါက်ငပြောသီးတွေတဲလာလေးရှိကြတယ်ပေါ့ they bring pineapples apples mangoes and bananas of course it's the people's way လငောင်းကလူတွေရဲ့နီလန်းဖြစ်ပါတယ် of saying ပြောခြင်း thank you ကျေးဇူးတင်တယ်လို့ to the monkey star သည်လူတွေကမြောက်တွေကိုကျေးဇူးတင်ကြောင်းပြောဆိုပြသသောနီလန်တစ်ခုဖြစ်ပါတယ် is the people's way of saying thank you to the monkeys that's အဲ့ဒါကဖြစ်တယ် because ဘာကြောင့်လဲဆိုတော့ tourists come to see tourists ခရီးသွားတွေကလာကြတယ် to see တွေ့ဖို့အတွက် the monkeys မြောက်တွေကိုဘာလို့လဲဆိုတော့ဒီ lobburi thailand ကိုလူတွေကမြောက်ကိုကြည့်ဖို့အတွက်လာကြတယ်ခရီးသွားတွေက and that helps the people's business ပြီးတော့အဲ့ဒါကအကူအညီပေးတယ်လူတွေရဲ့စီးပွားရေးတွေကိုပေါ့နော်ဒီ tourist တွေလာတဲ့အတွက်လူတွေရဲ့စီးပွားရေးလှုပ်ရှားလို့ရတယ်ဒါကြောင့်မြောက်တွေကိုတို့ကကျေးဇူးတင်တာอืม That's because tourists come to see the monkeys and that helps the people's business. Isn't that cool? အဲ့ဒါကမမိုက်ဘူးလား? Isn't that cool? အဲ့ဒါကမမိုက်ဘူးလား? Okay, ဒါဆိုလို့ရှိရင်မြောက်အဝစားပွဲတော်လေးတစ်ချက်ကိုပြန်ပြီးတော့ဖတ်ကြည့်ရအောင်. Monkey Buffet Festival. There's something very interesting about this food festival. It's not for people, it's for monkeys. In Lopburi, Thailand, people bring all kinds of different fruits and leave them out for the monkeys to eat. They bring pineapples, apples, mangoes, and bananas, of course. It's the people's way of saying thank you to the monkeys. That's because tourists come to see the monkeys, and that helps the people's businesses. Isn't that cool? ဒီအစားတောက်ပွဲတော်နဲ့ပတ်သက်လို့စိတ်ဝင်စားစရာကောင်းတာတခုတော့ရှိပါတယ်။ဒါကလူတွေအတွက်မဟုတ်ဘူးမြောက်တေအတွက်ဖြစ်တယ်။လော့ပူရီထိုင်းနိုင်ငံမှာလူတွေဒီမတူညီတဲ့အသီးအနှံမျိုးစုံကိုတည်လာကြတယ်ပြီးတော့မြောက်တေစားဖို့အပြင်မှာထထပေးတယ်။သူတို့တွေကနနက်သီးတွေပန်းသီးတွေတရက်သီးတွေနဲ့ငပြောသီးတွေတည်လာကြတယ်။ဒါကမြောက်တေကိုကျေစုတင်ပါတယ်လို့လူတွေရဲ့ပြောတဲ့နည်းလမ်းပဲ။ဘာလို့လဲဆိုတော့ခရီးသွားတွေကမြောက်တေကိုကြည့်ဖို့လာတဲ့ ို့လာတဲ့အတွက်ကြောင့်ဒီလူတွေရဲ့စီးပွားရေးကိုတရောက်နေနေရကကူညီပေးတယ်အဲ့ဒါကမမိုက်ဘူးလားနောက်တစ်ခုကြည့်ကြည့်ရအောင်နောက်တစ်ခုကကြတော့တဲ့ bread for the day of the dead bread ပေါ့မို့ for အတွက် the day of the dead the day of the dead ဆိုတာကတွဲပြီးတော့ဘာသာပြန်ရမယ့်ကောင်ဖြစ်ပါတယ် the day of the dead လူတွေရဲ့နေ့ပေါ့နော်လူတွေရဲ့နေ့အတွက်ပေါမုံနဲ့โอเคဒီပွဲတော်ကဘယ်မှာလုံးမှာလဲဘာကြောင့်လုံးတာလဲတစ်ချက်ကြည့်ရအောင် The Day of the Dead is a very important day in Mexico. The Day of the Dead လူသေတွေရဲ့နေ့သည် it's a very important day အလွန်တရာမှအရေးကြီးသောနေ့တစ်ခုဖြစ်ပါတယ်။ In Mexico, Mexico မှာ Mexico နိုင်ငံမှာလူသေတွေရဲ့နေ့ The Day of the Dead သည်အလွန်တရာမှအရေးကြီးသောနေ့တစ်ရက်ဖြစ်ပါတယ်။ The Day of the Dead is a very important day in Mexico. many people လူတွေအများကြီးက celebrate ဆင်နွှဲကြတယ် their family members သူတို့ရဲ့မိသားစုဝင်တွေ and ပြီးတော့ friends တငယ်ချင်းတွေ by baking special bread အထူး special ပေါင်မုံကိုဖုတ်လုပ်ခြင်းအပြင်သူမိဘတွေသူမိဘဆွေမျိုးတွေမောင်နှမတွေရဲ့တငယ်ချင်းတွေနဲ့အတူဆင်နွှဲကြတယ်တဲ့ Many people celebrate their family members and friends by baking special bread. they make bread သူတို့ကပေါင်ပေါင်းကိုလှုပ်ကြတယ် in the shape of ပုံစံလေး humans လူပုံစံ flowers ပန်းပုံစံ bones အရိုးပုံစံ and ပြီးတော့ animals တိရိစ္ဆာန်ပုံစံလေးလှုပ်ကြတယ်တဲ့ပေါင်ပေါင်းဖုတ်တာကိုရိုးရိုးဖုတ်တာမဟုတ်ဘူးလူပုံပန်းပုံအရိုးပုံနဲ့တိရိစ္ဆာန်ပုံတွေနဲ့သူတို့ကပေါင်ပေါင်းကိုဖုတ်ကြတယ် they make bread in the shape of humans flowers bones and animals the bread is sweet ပေါင်ပေါင်းကချိုတယ် and sometimes တခါတလေမှာ it has anise seeds or orange in it it has ငငေါင်းမှာရှိပါတယ် anise seeds and its seed တွေအစိအစံတွေရှိတယ် or ဒါမှမဟုတ်ရင် orange နေမော်သီးပါ in it အဲ့ဒီအထဲမှာရှိတယ်တဲ့နော်ပေါမုံကချိုတယ်ပြီးတော့ anise အစိအစံလေးတွေနဲ့လိမ္မော်သီးတွေပါပါတတ်တာတဲ့အထဲထဲမှာတဲ့ The bread is sweet and sometimes it has any seeds or orange in it. အဲဒါဆိုရင် the day of the dead ရဲ့ပေါင်မုံလေးအကြောင်းကိုနောက်တစ်ခေါက်လောက်ပြန်ပြီးတော့ဖတ်ကြည့်ရအောင် Bread for the day of the dead. The day of the dead is a very important day in Mexico. Many people celebrate their family members and friends by baking special bread. They make bread in the shape of humans, flowers, bones and animals. The bread is sweet, and sometimes it has any seeds or orange in it. The day of the dead, they be the Luri Edward, Nib Edward, Bamok. ဒီသေးပြီးသားလူတွေရဲ့နေသည်အလွန်တရာအရေးပါသောနေ့လေးတစ်ရက်ဖြစ်တဲ့မက္ကဆီကိုနိုင်ငံမှာလူတွေအများကြီးကသူတို့ရဲ့မိသားစုဝင်တွေနဲ့တငယ်ချင်းတွေကိုပေါင်မုံအထူးစပယ်ရှယ်ဖုတ်ပေးခြင်းအပြင်ဆင်နွှဲကြတယ်။သူတို့ကပေါင်မုံကိုလူပုံ၊ပန်းပုံ၊အယိုးပုံနဲ့တရိတ်ဆန်ပုံတွေလုပ်ကြတယ်။ပေါင်မုံကချိုပြီးတော့တစ်ခါတလေမှပေါင်မုံထဲမှာအပစ်အစီအစံလေးတွေနဲ့လိမ္မော်လေးတွေပါပါတတ်ပါတယ်တဲ့။ Thank you very much